မြန်မာနဲ့1389ခုနှစ်18ရက်လီလ2025ခုနှစ်မှာ16ရက်လီလ2026ခုနှစ်တိတနင်္ဂနွေသားသမီးများအသက်19 20 28 35 36 43 54 58 59 60 69 68 85 86 83 တရားခွန်တရားရှိနှစ်အတွက်ဆောင်ရန်ရှောင်ရန်နှင့်အစီအရင်များဆရာဦးမောင်မောင်တန်းရှင်ကိုအေးများစေပါဤပြည်တွင်ဟောဇရန်သည်တနင်္ဂနွေသားသမီးများအားလုံးအတွက်မဟုတ်ပါတင်းဤအသက်ကိုရှစ်ဖြင့်စားပါက၃ကျွန်းသောနှစ်များအတွက်၄ကျွန်းသောနှစ်များအတွက်သာဖြစ်ပါသည် အသက်အပိုင်းလိုက်ဟောစရံများကိုဆက်လက်ပြီးတင်ဆက်ပေးပါမယ်ရှင်။တနင်္ဂနွေသားသမီးများအသက်29 20 29 26 45 36 54 59 60 69 68 83 83 94 99 99 89 89 90 99 တရားတရားခွန်တရားရှိဆိုတဲ့အသက်အပိုင်းခြားနှစ်တွေကိုရောက်နေပြီဆိုရင်လူမှုရေးဇမရေးစီးပွားရေးအောင်မြင်လို့တဲ့ဘယ်ကိစ္စကိုမဆိုဇာတာပရိနာမရှင်တွေနဲ့တိုင်ပင်ပြုလုပ်ပါအကြံဉာဏ်ရယူအကူအညီယူပါပေါ့ကြံနာမည်ရှိနေကြတော့အကျိုးတော်ပေးပါရဲ့ဒါပေမဲ့သူခမရအလုံများများပြားလွန်နေလို့တောတောလာလာနေပဲစုံထက်ပါရဲ့အချိန်ကိုမနှဲလူနေရတယ်လို့ပါပဲကိုကတော့အောင်မြင်ဖို့အတွက်ရှိနေလို့ အချိန်ကိုရအောင်ပြီးပြီးတော့တွားပါအင်္ဂါနာမည်ရှင်ဒီအကျိုးပေးပေမဲ့သူ့ရဲ့စေတနာစကားတွေစေတနာ အမှုရာတွေကိုတော့ပြီးခံပေးပါ။တနင်္လာနာမည်ရှင်ဒီအကျိုးပေးမှာကတော့နှုတ်ဤဆောင်မခြင်းပါပဲ။ဇနစ်နာမည်ပိုင်ရှင်ဒီကခင်မို့ကောင်းကြပါမယ်။လုပ်ငန်းတဘောရာအကူအညီတောင်းရင်တော့မဖြစ်နိုင်တော့ပါဘူး။ရှေကနန်းကိုတတိထားပြီးအလုပ်လုပ်ပါ။ဆောင်မှုတွေကတော့ရှူတူးတဲ့လုပ်ငန်း၊အိမ်အဆောက်အအုံလုပ်ငန်း ကုန်မဆိုင်လုပ်ငန်းအိမ်ချမ်းမြေအကျိုးဆောင်လုပ်ငန်းလုပ်တိုင်းနေသူများဒီလိုနှစ်မျိုးမှာဂရုစိုက်ပါမလို့ရသေးရင်စဉ်းစားပါအလုပ်ကို မလိုပါနဲ့သူများအကျိုးပေးပြီးကိုအကျိုးမပေးတတ်တာမျိုးကိုတော့တတိထားပါကြားတဲ့ကြားတဲ့အလုပ်တိုင်းကို လုပ်ကျင်တဲ့စိတ်တော့မဖြစ်ပါနဲ့မကျွမ်းကျင်တဲ့အလုပ်သူများမှုဆိုတဲ့အလုပ်အဲ့ဒီအလုပ်တွေကိုလုပ်ချင်စိတ်လည်းမဖြစ်ပါနဲ့သူများနဲ့ဆက်တူလုပ်ချင်တဲ့စိတ်ကိုရှောင်ကျင်ပါ သူများပြောစကားကြောင့်ကို့မှာရှိတာတွေထုခွဲရောင်းချပြီးလှုပ်ချင်တဲ့စိတ်ကိုလည်းရှောင်ပါဒုက္ခရောက်သွားပါလိမ့်မယ်ခြေရာထဲဖို့ခေါ်ရင်စဉ်းစားပါသူများစားဖို့ဖြစ်သွားတတ်တယ်ငွေချီးတာငွေကစားတာလုံးဝရှောင်ပါဒုက္ခရောက်သွားတတ်ပါရဲ့ချီးလိုက်ရင်ပြန်ဆက်ကြမှာမဟုတ်ပါဘူးအဓိကကငွေချီးကိစ္စဖြစ်နေပါရဲ့ရှောင်ပါလုပ်ငန်းတဘောရအလုတ်ကောင်းနေပြီဆိုရင်ဝန်တန်းလေးတွေအလုတ်ထွက်တတ်ကြပါရဲ့ အကြောင်းအမျိုးမျိုးပြပြီးထွက်တတ်ပါတယ်။ခက်လွယ်လွယ်မထွက်ရရင် လုပ်ငန်းထဲမှာကတိကအောင်နဲ့စန့်ကျင်ပဲလုပ်တတ်ပါတယ်။ဒီသဘောတွေကြောင့်ငွေနှန်းတွေကိုဆက်ဆံရင်နှုတ်ချိုပါပြောဖို့မလိုအပ်ဘူးထင်ရင်တော့မပြောပါနဲ့။ကိုယ့်အမြင်တစ်ခုတည်းမကြည့်ပဲညှာကြည့်ပေးခြင်းဖြင့်လုပ်ငန်းအောင်မြင်မှုကိုရယူပါ။တချို့ရှိပါတယ်ဒီလိုအသက်ပိုင်းခြားမျိုးတွေမှာဖြစ်တတ်တာရှိပါတယ်။လုပ်ငန်းတစ်ခုကိုတစုံတစ်ယောက်ရဲ့တွန်းအားပေးမှုကြောင့်မဖြစ်မနေလုပ်ဖြစ်သွားရော။ စတင်လုပ်တဲ့အချိန်မှာဟုတ်တော့မလို့လို့နဲ့နောက်ပိုင်းလဲကြရောဟူလူလူဒီလူလူဖြစ်သွားရောဒီခါမှာဘသူအာကိုရမယ်လည်းမသိကိုကလည်းမကျွမ်းချင်းအိုနေခွနေနေဖြစ်ပြီးလုပ်ငန်းတွေပြန်ရက်ခဲ့ရတဲ့လူတွေတွေ့ခဲ့ဦးပါတယ်ဒါကြောင့်ဒီအသက်ပိုင်းခြားရောက်တဲ့ဒီနေ့သားသမီးတွေဟာမကျွမ်းချင်းရင်ဘာကိုမှမလုပ်သင့်ပါဘူးရှိတာရောင်းထွက်ဖို့စိတ်ကူးပေါင်းရင်ပေါက်တယ်လို့ရောင်းထွက်ဖို့ကိုယ်စိတ်ကအဆင်ပြေဖြစ်နေတတ်ပါတယ် အကြောင်းအရာတစ်ခုကိုတိဆောက်ဖို့ထက်ဖြူဖြတ်ဖို့ကအဆင်သင့်ဖြစ်နေတတ်ပါတယ်။ဒါကိုတော့ထိမ့်သိမ်းရပါလိမ့်မယ်။ဘာသာတရားကျင့်ကြံအားထုတ်မှုရပ်ဖတ်မှုတွေနဲ့ထိမ့်ပါ။ကုသိုလ်ကောင်းမှုတွေနဲ့ထိမ့်ပါ။ကိုကျင်းစာတရားနဲ့ထိမ့်ပါ။ကျမ်းမာရေးကောင်းမှုကရှင်နေဝန်းနေကဖြစ်တတ်တာမှန်တယ်များကိုဂရုစိုက်ပါ။အဲ့ဒီရှင်နေဝန်းနေကနေစပြီးတခြားနေရာတွေလှည့်ပတ်ဖြစ်နေတတ်ဘူးလို့ပါ။အိမ်မှာလူဝင်လူထွက်လေတတိထားပြီးလက်ခံပါ။ ိတ်ကြောင့်ဖြစ်တဲ့ကျန်းမာရေးကိစ္စကပိုပြီးများနေတတ်ပါတယ်။နေ့တိုင်းမဖြစ်မနေတနေ့10မိနစ်လောက်အာနာပါနရှုမှတ်ပါ။လေ့ကျင့်ခံလုပ်ပါ။လမ်းလျှောက်ပါ။ယောဂသင်တန်းလိုကျန်းမာရေးနဲ့ဆိုင်တဲ့သင်တန်းတွေကိုတက်ပါ။လူမှုရေးတိုက်ခန်းများနေရင်ဖျားစီဒီကိုခဏခဏတာပြီးအမိုက်တွေကောက်ပါ။ဒုပစ္စည်းတွေလဲပါ။တအံစစတရဝလေးတွေကိုပေးမဲ့လွတ်ပေးပါ အများနဲ့စကားပြောတဲ့အခါကိုပဲအကုန်ပြီး ကိုပဲအကုန်တက်နေတယ်လို့မျိုးမပြောမိပါစေနဲ့မထီမငော့မိပါစေနဲ့အင်းကြီးရဲ့အစဉ်ပြေဖို့ကမနဲ့အရာကနေရနဲ့တက်ဟက်ဖြတ်ဟက်ဆိုတဲ့ဒုထွက်တန်ယိုစကားမျိုးမင်းအမင်္ဂလာစကားမျိုးတေကြီးပြက်ပြုံဒုက္ခရောက်တဲ့စကားမျိုးတွေနားမထောင်ပါနဲ့စာသားမျိုးတွေလည်းနားမထောင်ပါနဲ့မပြောပါနဲ့သူများကအဘူတော့ကတွေလာပြောရင်ကိုကလည်းစိတ်ပါလက်ပါနဲ့လုံးဝနားမထောင်ပါနဲ့ ။ဖျားရှင်ကိုမနှစ်တိုင်မျက်နှာတက်တော်ရီတောက်တူရီကလူပြီးပဋ္ဌံပရိတော်ဖွင့်ပြီးနာယူပူဇော်ပါ။ကိုယ်တိုင်လည်းရွတ်ဖက်ပါ။လူနေကြတိုင်းလူပါ။စိတ်နေကြပါဒီကိုစိတ်ပါ။နိုင်ငံသားတင်မောလိုက်ဖို့ကနက်နက်ဆော့ဆော့အာယုံတက်မှာသုံးခံကြွာလာတဲ့တန်ကားတော့အရှင်သူမြတ်များကိုအာယုံဆိုအမြဲတမ်းလောင်းနေပါ။ယရနာမြတ်သုံးပါးကုန်ကျေစုတော်ကိုယူသေးစွာအာယုံပြုနေပါ။ထင်မထားလောက်အောင်ကံတွေပွင့်လာပါလိမ့်မယ်။ အခရာနဲ့စတဲ့ကုမ္ပဏီတွေဖြစ်နေရင်တစ်ချိန်ထင်ငော့ပြီးမှထွက်ရပါလိမ့်မယ်။ပညာရေးကံတွေကောင်းနေပါတယ်။ကြိုးစားလေအမတ်ကောင်းကောင်းနဲ့အောင်မြင်နေပါပဲ။ရှင်ပြေစာတွေအင်မတန်ပူဆက်ပူလောင်နိုင်တဲ့အစားအစာတွေကိုတော့အတက်နိုင်ဆုံးရှောင်ကျင်ပါ။ရာထူးတူကသင်္နန်းတော့တရပါအောင်မယ်တက်ပြီးပြီဆိုရင်တော့တူပါပြီထင်ထားတာထက်နောက်ကျတဲ့အတွက်မတူတော့ဘူးလို့တော့မထင်ပါနဲ့ လာထူးထူးဖြစ်ဖို့ရှိနေရင်ပထဝီဇယမတန်ကို နေ့တိုင်းကိုးခေါက်မဖြစ်မနေရပါစစ်တပ်သူတွေကတော့တဆိုင်သူကိုစကားပြောရင်ဟွေကိစ္စအလုပ်ကိစ္စတအားပြောခြင်းကိုရှောင်မောင်းမထီမငော့မိပါစေနဲ့ဖုံပြောတိုင်းတစ်ဖက်သားကတက်ပြင်းချနေရတာကြီးမဖြစ်ပါစေနဲ့တဆိုင်သူကိုကိုချင်းစားပါလုပ်ငန်းစတင်မှုကစနေနေ့မနက်9:00နာရီတည်တည်တနစ်လုံးကုသိုလ်ပြုဖို့ကဖះရှင်ကိုမနက်တိုင်း မျက်နှာတက်တော်ကြီးတောက်တော်ကြီးကလူဘူးတော့ပါပထမ်းပရိတ်တော်ကိုတက်နိုင်တော့နေတိုင်းရဖတ်ပါစိတ်နေကြအဋ္ဌံပတိစိတ်ပါလူထိထားတင်ညာစိတ်ကြမ်းမကြီးမကောင်းတင်ညာကိုနေတိုင်းနေပါလမ်းကုတို့မြန်မြန်ပြုပါ အကြောင်းကြီးငယ်ရှိရင်ဖျားစီဒီကိုတွားပါဘဘတော်တဆူဆူရှိမှဖျောင်းတိုင်ကိုးတိုင်ထွန်းကြီးပူဇော်ပြီး24ပစ္စည်းကို71ခေါက်ရုပ်ပြီးမှလူရသွားပါ ထီကံကောင်းမှုကစတ္တာပတိသနီတောက်ကြအင်္ဂါနံထီဆိုင်များအခရာများ9 6 3ခနဲ့များကံဆက်နေပါတယ်မိစုလိုအနေနဲ့ဗီရိယရယာလောကီပညာဘ ഹു တုတ္တရီကိုစိုက်မြင့်တတ်တဲ့ဆိုရင်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်အဆုံးထိကြည့်ရှုနာဆင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်ပြီးပါပါမယ်ရှင်